ရှမ်းပြည်တောင်ပိုင်းကတီကျစ်ကြောင်မီသွေးဆက်ယုံရဲ့ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုတတ်ထုတရံဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကအစိုးတင်ဖြေရှင်းဖို့စီစဉ်နေပါတယ်။ဦးထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့တီကျစ်ကျေးရွာနီးကကြောင်မီသွေးဆက်ယုံနဲ့မိုင်းတွင်းကြောင်ကျေးရွာဒေသခံတွေအနှံ့အဆိုးတွေကြုံတွေ့နေရတာပါ။တီကျစ်ကြောင်မီသွေးဆက်ယုံကိုတရုတ်ကုမ္ပဏီကိုလွှဲပြောင်းလိုက်ပြီးဆက်လက်တူးဖော်နေတာကြောင့်လည်းအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဒေသခံတွေကြားမှာဖြစ်ပေါ်နေပါတယ်။ ဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုနယ်မြေခံအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ရှိနေတာပါအဲ့ဒီကျင့်ပါဟိုခဲတဲ့ဝင်လုံနေတဲ့နော် CS ဆိုတွေရှိတယ်အမြင်ဆက်သွယ်ရှိတယ်နော်သူတို့ရဲ့ကွင်းစင်တွေ့ရှိမှုနော်ပြည်သူတွေရဲ့ခံစားချက်လိုအပ်ချက်တွေတင်ထားတာရှိတယ်အဲ့ဒါပြန်ပြီးလိမ့်တာသုံးသပ်ပြီးတော့အကောင်းဆုံးပြန်လုပ်ဒီကြောင်မီတွေဆိုင်ယုံကထွက်ရှိတဲ့အကြောင်မီတွေပြာမုံတွေကလည်းလေနဲ့အတူဒီကြည့်ရွာဘက်ကိုလွတ်ပါလာတာကြောင့် ေဒါကန်တွေစံမာရေးထိခိုက်နေကြတဲ့အပြင်လေယာဉ်တွေကိုလည်းထိခိုက်မှုရှိနေတယ်လို့တည်ကြည်ရောက်ကန်တွေနဲ့ DBB ကမတ်လအတွင်းကွင်းစင်တင်းရည်မှုမှာဖြေကြားခဲ့ပါတယ်ကျွန်တော်မူးတွင်းဆိုတော့တော်တော်လေးကိုနားလာ။နောက်ပြီးတော့အရင်ကကျွန်တော်တို့လေခဲ့တဲ့ service ဆိုတော့ကျွန်တော်မူးဟောပါကျွန်တော်တို့ဒီရဲ့ကြောင်မူးတွေရဲ့ပြန်မုံဆိုတော့အကုန်လုံးကြောက်ဒီရဲ့တို့တို့ဆိုလိုချင်းတော့ဒီငှားမေပတ်လို့ဆိုတော့တော်တော်လေးကတံမုံလေးဖုံးသွားနေတာ။အဲ့ပြီးကျွန်တော်တို့ဒီညအဲ့ဒီလူလေနေတဲ့အချိန်မှာဆိုဘလို့ဆိုကြတယ်ဒီရဲ့အငွေအတယ်လေးအများကွာဆူဆိုင်မိနေတာလား။ ဒီကြောင်မီတဲ့အငွေလေးပေါ့တခါလေအဲ့လိုမျိုးဆိုအနှံ့လေးတအားပြင်းတခါလေခေါင်းလေးကိတ်လာတယ်ဗျလည်းဖြစ်လေသူလိုမျိုးလေးဖြစ်လာတာခေါင်းလေးတော့တော်တော်ကိတ်တော့ပေါ့ဟောဒီချိန်လောက်ဆိုစပြီးတော့နန်တော့မယ်လေ9နာရီလောက်ဆိုစပြီးနန်တော့မယ်9နာရီလောက်ဆိုနန်မယ်အဲ့ဒါကျတော့မနေ့တာ9နာရီ10နာရီနောက်မှသူကနားမှာလေးလေးထွက်လာဒီချိန်ကျတော့လေးငိမ့်တဲ့ခါကျတော့ရွာတွေပြန်လာအဲ့ဒီအဆိုးမှုရဒီချိန်ကြောင့်မိတွေတော့ရင်းနှင်းငွေတအားပေးဆက်ရုံဟာ120မီဂါဝတ်ဆက်သက်ဆင်အားရှိပြီးတော့ 2005ခုနှစ်ဧပြီလ10ရက်နေ့မှာဖွင့်လှစ်ခဲ့တာပါ။ကျမ်းမူတဲ့ဆိုင်ုံကနေထွက်ရှိတဲ့ nitrogen oxide ရဲ့69ရာခိုင်နှုန်းဟာကလေးတွေရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပေါ်စေတဲ့ပြင်ကျောင်းမီးတွေကနေထွက်တဲ့ molybdenum အဆိပ်တမျိုးကြောင့်လည်းတိရစ္ဆာန်တွေကြီးထွားမှုနေကွေတာကိုယ်လေးချိန်မပြည့်ပဲမွေးဖွားတာတွေဒေတာကောင်တွေကြမှာဖြစ်ပေါ်နိုင်ပါတယ်။ကျွန်တော်ထွန်းထွန်းသိမ့်ပါ